ဘူလီယူဟာတာဘူလီဟာတာရဲ့ကွဲပြားပုံလေးကိုရှင်းပြပြပါအောင်ဆရာတဲ့အာဟုတ်ကဲ့နော်အဲ့တော့ဘူလီယူဟာတာခွဲခြားသည်ဘူလီဟာတာခွဲခြားသည်ပေါ့နော်အဲ့တော့ចောင်းသားများအနေနဲ့ဒီလိုမျိုးပဲခွဲခြားသည်လို့ပဲကြက်ထားကြတာပေါ့နော်ဆိုတော့အဲ့တော့ဒီနှစ်ခုကဘယ်လိုမျိုးကွာခြားလဲဆိုရင်ကျွန်တော်တို့ဘူလီယူဟာတာ ဘုံလူဟာတာဆိုတာကဒီလီယူဆိုတဲ့ဟာပါတယ်ပေါ့နော်အလီယူဂျိုညူကနေလာဂျိုညူအမျိုးစားနော်အဲ့တော့အမျိုးစားအဲ့တော့အမျိုးစားတွေခွဲခြားတဲ့အခါမှာဆိုရင်ဘူလူဟာတာလို့သုံးပြရတာဖြစ်ပါတယ်နော်အဲ့တော့အမျိုးစားဆိုတာတူယာတူယာပေါ့နော်တူယာတူယာစုတယ်ဆိုရင်မြန်မာစကားရှိတယ်မလားနော်အဲ့တော့တူယာတူယာအုပ်စုတူယာပေါ့နော်တူယာတူယာစုတယ်ပုံစံတူယာစံချိန်စံနှုန်းတူယာဒီလိုမျိုး တူယာတူယာတွေကိုခွဲခြားတယ် နော်ခွဲခြားတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ volume ဟာတာကိုသုံးမရဘူး။ဥမာစာအုပ်တွေပေါ့အမျိုးအစားတွေအများကြီးရှိရမလား။ဥမာဟာတာစာအုပ်ဆိုရင်ဟာတာစာအုပ်တွေတည်တည်တံ့ပဲခွဲခြားတယ်နော်။ဟာလာ၁၀အုပ်ရှိရင်၁၀အုပ်ဟာတာစာအုပ်တည်တံ့၁၀အုပ်ခွဲထားတယ်။အဲနောက်တစ်ခုကဥမာဆိုပါစို့နောက်တော့ဝှထုချေဆိုလို့ရှိရင်လည်းဝှထုချေပေါ့တည်တံ့အဲဒီလိုမျိုးစာအုပ်တွေကိုသူ့အမျိုးအစားနဲ့သူဟာလာအဲမင်းင်းစာအုပ်ဆိုလည်းမင်းင်းစာအုပ်တွေကျွဲတည်တံ့အဲ့လိုမျိုးအမျိုးအစားတူရာတူရာကိုခွဲခြားတာဆိုလို့ရှိရင် ဘူးလျူဟာတာကိုအသုံးပြရတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါလျူဆိုတဲ့ဂျိုးညူအမျိုးအစားเนาะအမျိုးအစားတူရတူရမျိုးအစားလေးတွေကိုခွဲပေးထားတာเนาะအပင်ဆိုလို့ရှိရင်လည်းအဲ့လိုပဲအပင်ပေါ့နော်အပင်တွေကိုတူရတူရပေါ့နော်ဟာလာဥမာဘရောင်ပင်ဆိုရင်ဘရောင်ပင်တက်တက်အဲအဲ့လိုမျိုးသီးသက်နော်အဲချယ်ရီပင်ဆိုချယ်ရီပင်တွေကြီးပဲသီးသက်ဒီလိုမျိုးအမျိုးအစားတူတဲ့ဟာတွေကိုအုပ်စုလိုက်ခွဲခြားတဲ့အခါမှာဆိုရင်ကျတော်တို့ဘွန်လျူဟာတာကိုသုံးပြရတာဖြစ်ပါတယ်နော် ဟုတ်ပြီနောက်တစ်ခုဘူလီဟာတာဘူလီဟာတာကြတခုချင်းစီလိုမျိုးတီးတန့်ကွဲသွားအောင်ခွဲခြားတာနော်တခုချင်းစီခွဲတာတခုချင်းစီနော်အဲ့တော့တခုချင်းစီတီးတန့်ကွဲကွာသွားအောင်ပေါ့နော်ဝေးသွားအောင်ခွဲလိုက်တာဘူလီဟာတာဝေးသွားအောင်ခွဲလိုက်တာခွဲခြားတယ်ဆိုဝေးသွားတခုနဲ့တခုဝေးသွားအောင်ခွဲခြားနေဆိုရင်ကျွန်တော်ဘူလီဟာတာကိုသုံးရအဲ့ထဲမှာဆိုလို့ရှိရင် re ဆိုတာလေးပါလီရောနော်အဲ့ကောင်လေးကကြတော့အာခွဲခွာသည် ဝေးခွာသည် ဒီလိုမျိုးသုံးအဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့ဒါကြောင့် bully harder ဆိုတာကအဲတစ်ခုနဲ့တစ်ခုအဲကွဲသွားပေါ့နော်အဲ့လိုမျိုးရောနေတဲ့ရောနေတဲ့ရောနေတဲ့အရာတွေတွေကနေမှသက်သက်စီခွဲထုတ်လိုက်တာခွဲထုတ်လိုက်တိတက်ခွဲထုတ်လိုက်တယ်လို့အဓိပ္ပာယ်ရပါတယ်နော်အလားဥပမာဆိုတော့ကျက်ဦးရဲ့ဒီအခွန်နဲ့အနှစ်နဲ့အကာနဲ့ပေါ့နော်အနှစ်နဲ့အကာနဲ့ကိုခွဲထုတ်လိုက်တယ်နော်အဲနောက်တစ်ခုကဥပမာရန်ဖြစ်နေတဲ့ကလေးဆောင်းနော်အာဂျီတူနော်အာဂျီတူဘူလီယာတာရန်ဖြစ်နေတဲ့ကလေးတွေကိုဘာလုပ်လဲခွဲလိုက်တယ်ခွဲလိုက်တယ်နော်ခွဲချလိုက် တခုတယောက်နဲ့တယောက်ကလည်းဝေးသွားအောင်ခွဲလိုက်တယ်ဒီလိုမျိုးသုံးပြရဖြစ်ပါတယ်เนาะအဲ့တော့တခုနဲ့တခုဝေးกว่าသွားအောင်ကွဲသွားအောင်กว่าသွားအောင်တီးတန်းတီးတန်းမဟုတ်เนาะတီးတန်းတီးဖြစ်သွားအောင်ခွဲထုတ်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တီးတန်းခွဲထုတ်တီးတီးတန်းခွဲထုတ်တီးဝေးသွားအောင်တခုနဲ့တခုဝေးသွားအောင်တီးတန်းခွဲထုတ်တီးဆိုရင်เนาะကျွန်တော်ဘူလီဟာတာကိုသုံးပြရတာဖြစ်ပါတယ်เนาะဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်အနည်းချုပ်ပြန်ပြီးတော့မှတ်မယ်ဆိုရင်ဘူလီဟာတာလီယူဆိုတဲ့ဂျွန်ယူအမျိုးအစား အမျိုးအစားတူရာတူရာစုတယ်เนาะတူရာတူရာစုတယ်အမျိုးအစားခွဲလိုက်တယ်เนาะအမျိုးအစားခွဲထုတ်လိုက်တယ်တူရာတူရာတွေခွဲထုတ်လိုက်တယ်เนาะအဲနောက်တစ်ခုကအဲဘူလီယာတာဘူလီဟာတာသီးသက် ွဲထုတ်လဲသီးသက်เนาะသီးသက်ခွဲထုတ်လဲဆိုတာကတစ်ခုကွဲတစ်ခုနဲ့တစ်ခုကွာသွားအောင်ခွဲထုတ်လဲတယ်ရောနေတဲ့ဟာတွေတစ်ခုချင်းစီဖြစ်အောင်ခွဲထုတ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဘူလီဟာတာကိုသုံးပြရတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ဘူလီဟာတာနဲ့ဘူလီဟာတာကိုနားလည်မယ်လို့ထင်ပါတယ်ကြည့်နားလည်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်အောက်ကနေပြန်ပြီးတော့အာမေးမြန်းလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်